အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တဲ့အားလုံးမင်္ဂလာပါ။ Liverpool ကမထင်မှတ်ပဲနဲ့ PSV Eindhoven ကိုပါအိမ်ကွေးမှာ3ဂိုး4ဂိုး2ဂိုးနဲ့ရှုံးတာပေါ့လေ3ဂိုးထပ်ပြက်သွားတဲ့အတွက်ကြောင့်နောက်ဆုံး3ပွဲဆက်တိုက်3ဂိုးပြက်ရှုံးတဲ့ဇက်တိုက်ဖြစ်မှတ်တမ်းဝင်လို့ Anfield မှာ back to back ဒါနှစ်ပွဲဆက်ဂိုးပြက်ရှုံးတဲ့အဖြစ်ဖြစ်သွားတယ်။ဒီအားဒီမှာ3ပွဲပြောင်း Anfield ရှုံးတာဖြစ်တဲ့ Manchester United ကိုတပွဲရှုံးတယ်ပြီးတော့အခုထပ်ပြီးတော့ Forest ကိုရှုံးပြီးတော့အခုထပ်ပြီးရှုံးထားတယ်ပိုဆိုတာက Liverpool အသင်းတွက် Arsenal မှာ idea လုံးဝပျောက်ဆုံးနေပြီးတော့ Liverpool ကအမှားမှအရင်းရွေခံစစ်ကစားမှတွေအားလုံးရဲ့အခြေအနေနောက်တစ်ခုကပြည်သက်တေကိုယ်တိုင်ကဒီအသင်းက broken team လို့တော့မှအကုန်လုံးကပြောနေကြပြီဘလို့မှကိုဘလို့ပြောမလဲ positive ရှာလို့မရ positive ဆိုတခုပဲရှိတယ်အဲ့ဒါဘာလဲဆို support side ပဲ support side တယောက်ကလွယ်ရင်ကျန်တဲ့ every single player တိုင်းက struggle ဖြစ်နေ နေ့ကကောင်းတယ်ဆိုတဲ့ Roman Graven Bash ရော Alexis McClasa ရော Now Salas လုံးဝအမကူရဘူး AKTK အစောပိုင်းတုန်းကရာသီအစပိုင်းမှာတောက်လျှောက်ကိုးတွေသွင်းပြီးတော့မှအိုက်ဆောင်တန်တဲ့ပွဲမှာ League Cup မှာထောက်ခံရပြီးခဲ့တူလဲတိုင်ပတ်နေတယ်အမအီဆက်ကအခုချိန်ထိရုန်းကန်နေရတဲ့အချိန်မှာ Milos Kaki ကပွဲတိုင်းညံ့တယ်အဲ့မှာသူ့ဘက်ကဘာ idea မှမရှိဘူး Gabbo ကလည်းတောက်လျှောက်ဖြုံးနေတာဖြစ်ပြီးတော့ Liverpool ကအခုလက်ရှိမှာအသေးရဲ့ Swan Song ရင်းနဲ့လက်ရှိအခြေအနေတွေအားလုံးအတွက် နီးပြအာနီစလော့ကိုယုံကြည်မှုအပြေဝပေးထားတယ်လို့ဟိုတစ်ဘက်ကပြောထားသည့်တိုင်အောင်သူ့ရဲ့အနာဂတ်ကိုဆွေးနွေးဖို့အတွက်သူတို့အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ဖို့စီစဉ်နေတယ်လို့ဖော်ပြလာတယ်။ British Media တွေမှာဖော်ပြချက်ရရော Telegram ရဲ့ report အရာကလပ်ဘက်ကအာနီစလော့ရဲ့အာလီဆိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ဆွေးနွေးသွားမယ်။ဒါကထုတ်မယ်လို့မထုတ်မယ်ဘူးဆိုတာထက်။ Okay ရလဒ်တိတော့ဆိုးပြီဆိုရင် အသင်းဘက်ကဘိုးဘွဲ့ဒါရိုက်တာတွေတောင်းရှိသူတွေအက်လီဆိုဆွေးနွေးမှုနဲ့အတူဒီပြဿနာကိုဘလို့ဖြေရှင်းပါလဲအပြောင်းလဲလုပ်ဖို့လုပ်လောက်ပြီလားအချိန်ကျပြီလားဓမ္မဟုတ်ရှင်ဒီနည်းပြကိုငါတို့ဘလို့ထပ်ပြီးတော့ထောက်ပံ့ပေးမယ်ဒီလိုအရေးကြီးတဲ့ meeting တစ်ခုကိုလေဘာဘူးကလုပ်ဖို့အတည်ပြုလိုက်ပြီဆိုတော့ဒါလေဘာဘူးရဲ့ပိုင်ရှင် Fanway Sports Crew ရဲ့နဲ့လေဘာဘူးရဲ့ CEO ဖြစ်သူ Michael Adwin နဲ့ Alexa Director Richard Khuro ပါဝင်တဲ့အစည်းအဝေးက ဘာတွေထပ်ဖြစ်လာမလဲစောင့်ကြည့်ရအောင်ပဲအခုလောလောဆယ်လီဗာပူးဒီပွဲရှုံးလိုက်တဲ့အတွက်ကြောင့်ချန်ပီယံလိမှာရှုံးပွဲဆိုတာထက်ကိုအခုလက်ရှိမှာအာနီစတော့ကပရီးမီးယားလိမှာထုတ်ခံရမယ့်ထဲမှာဒုတိယရည်မှန်းစာဆိုတော့ဖြစ်လာတယ်ပရီးမီးယားလိကလပ်တွေတဲကထုတ်ခံဖို့ဒုတိယရည်မှန်းစာဆိုကျွန်တော်အစောပိုင်းတုန်းကနူနိုအက်စပီဒိုဆန်တိုဆိုဒီအန်ပိုဆိုကယ်လီတိုခနာဖယ်လိုက်ဒါအခုလောလောဆယ်မှာထုတ်ခံရမယ့် race မှာ second ဖြစ်တယ် ပထမဆုံးထုတ်ကန်မဲ့သူကဒန်နီယယ်ဗာဂါပေါ့လေ8 to 11ဖြစ်ပြီးတော့အာနီစလော့က5 to 1ဖြစ်လာတယ်ဆိုတော့လီဗာပူးပေးသက်တီအတွက်တကယ်ပဲအပြောင်းလဲလုပ်တည်ပြီလားဆိုတော့ကလပ်ဘက်ကကျွန်တော်အမြင်ပြောတာပေါ့ထုတ်မယ်လို့တော့မထင်သေးဘူး။ဘာကြောင့်လဲဆိုတော့မနေ့ကမှမပေးချန်ပီယံယူပေးထားတဲ့နီးပြဖြစ်တယ်။နောက်တစ်ခုကရောဒါဒီအာနီစော့ကိုသူသိကြိုက်ကစားမားတွေဖြည့်တာကြောင့်သူ့ plan သူ့ project ကိုချပေးထားတာဖြစ်တယ်။တန်းလေးရကြောင့် တော့နောက်နီးပြတယောက်လာရင်နောက် project အတွက်လေပါဘူးပတ်စံထပ်သုံးရမယ်အဲ့မှာသူ့အတွက်တော်တော်လေးတိုင်ပတ်မယ်အဲ့မှာသူတို့ကလည်းနောက်ထပ်တစ်ခု project ကြီးတစ်ခုအတွက်ငွေအများကြီးထပ်ချပေးဖို့ခတ်တယ် maybe ဆောင်းရသေးမှာဒီ Antoine စမန်ညိုကိုခေါ်ပေးတာတို့ခံစီမှုတယောက်ခေါ်ပေးတာတို့လောက်ကောင်းလုပ်နိုင်တယ်ဒါပေမဲ့အခုလောလောဆယ်အနေထားညာအာနီဆိုကဒုတိယထုတ်ခံရမယ့်သူဖြစ်ရေပန်းစားဆုံးဖြစ်လာတဲ့တစ်ချိန်တည်းမှာပဲဒါ Liverpool အသင်းကအခုလောလောဆယ်မှာ Julian Nagelsmann ကိုစိတ်ဝင်စားတယ်ဆိုရင်တည်နေလေတက်နေလေ Liverpool ပေးတဲ့အယောက်100ရှေ100လုံးက Jurgen Klopp ပဲပြန်လာခြင်းလေ Jurgen Klopp တော့ပြန်လာမှာမဟုတ်ဘူး Jurgen Klopp ကတော့ तू Liverpool အတွက်အနာဂတ်မှာနီးပြဖြစ်မဲ့ဖြစ်တဲ့သူက Steven Gerrard ဆိုပြီးတော့ तू ကတော့ Manchester လို့ပူတယ်ဆိုတော့ Klopp ကတော့ပြန်လာမှာမဟုတ်ဘူးဒါပေမဲ့တေချာတော့ Julian Nagelsmann က Liverpool အသင်းရဲ့ radar ထဲမှာရှိလို့ဒီ Arnisro something happen ဖြစ်ရင်အခြားနီးပြဒီကိုပါသူတို့စဉ်းစားထားတယ်ဆိုတဲ့တည်နေတက်နေ